င်ပြမဲ့ဗီဒီယိုလေးကရန်ကုန်လူပြောများတဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပြီးတော့မှကျွန်တော်တို့အားလုံးအတွက်တကယ်ကိုသင်ယူစရာကောင်းတဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်လာမယ်လို့ကျွန်တော်တို့ယုံကြည်အတွက်ဒီဗီဒီယိုလေးကို reaction လုပ်လိုက်ခြင်းလည်းဖြစ်ပါတယ်။ Okay ဆိုတော့ဒီဗီဒီယိုလေးကဘာကြောင့်သင်ယူစရာကောင်းတဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်လာမယ်ဆိုတော့ကျွန်တော်နဲ့အတူကြည့်မဲ့ပြီးကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပြီးပါမယ်။ဆိုတော့ကြည့်လိုက်အောင်။ကြည့်တာတယောက်ချင်းစီတယောက်နဲ့တယောက်မထက်စေအောင်နော်။တေချာချင်းစီအစဆုံးတေချာချင်းစီ။တကယ်ကိုသင်ယူစရာပါ။ကျွန်တော်တို့ကပြန်ပြီးသင်ယူရမှာပါ။ကားကွက်တွေကိုရှိုးတော့ကားကွက်တွေကိုရှိုး။ ဒီဗီဒီယိုလေးကဒီနေ့မနက်ပိုင်းချောချီတက်လာတော့တော်တော်တော်လေးကိုသဘောကျတယ်ကလေးတော့တော်တော်လေးကိုပြောမှဆိုရင်ကျွန်တော်တို့ချိန်တော့ကလေးအရွယ်နဲ့လက်ရှိဒီဘက်ကကလေးတွေရဲ့ပြောမှဆိုရင်ပြောမှသင်ယူမှုတော်တော်လေးကိုပတ်ချသွားပြီ။ လက်တွေရောခြေတွေရောနော်အကုန်လုံးဟာဟာဟာအကွက်တွေကစုံနေရလာပြီနောက်တရဟာဟာပါပါလိလဲသူတွေနောက်တစ်ယောက် ဟာဟာသူကသူကဒူးသမားကွာသူကဒူးသမားသွားတော့ရှုပ်လို့ပြရမယ်သူကဒီတော့ဒူးတော်တယ်ကဒီအောင်ကြမထက်အောင်လားဟမ်ကာကွယ်ဘောင်းစုံတနည်းအားထဲမှာကျွန်တော်တို့ဒါဒီဗီဒီယိုမှာကြည့်ရမှာဖြစ်တယ်နော်သိကြကြည့်ကြဟာလာကြရင်နောက်တစ်ယောက်ဟာဒီဘက်ကမင်းသားတွေတနာတာဗောနော် 어. 아, 이거 해야 별로야, 우 아. 이렇게 이렇게 저는 뜨물로 막 가자 어떻게 해서 저는 막 까면서 떠나 입질을 막 뛰자 ပညာဆုံးเนาะတကယ်ပညာဆုံးเนาะတို့ကဟာခါအနေသာလက်အနေသာခြေောက်အနေသာပြောမယ်ဆိုရင်တကယ်ကိုတီထက်ကိုများစွာသား ကယ်ကိုရီတက်များတော့တာဘာမသိမသိမသိဟာဟာဒီဥစ္စာမင်းတကယ်လက်ပြားခါရီလုံးဝလည်းမကြောက်ဘူးနော်ကိုရီခလီတော့ဟာတယ်ဘယ်မကရဲဘူးလို့ပြောမချင်ဘူးစုံနေရပဲကောက်ွက်ကြီးဒီကကျွန်တော်ထင်တယ် TikTok ကတလား TikTok ကနေသူတို့တွေတင်ယူနေရဖြစ်မှာเนาะ ံရွတ်တယ်နော်ဘာပြီးဘာလို့ရမလဲသူ့ဘာလို့တီးပြီးသားလာပြီဟုတ်နေရသူ့ကနေသူတော့ဟုတ်နေရပဲเออไอ้อันนี้โตบอจาลูมาจิมาจิไม่ชอบอ่ะเดี๋ยวนะดูจะชอบอ่ะตกอยู่ตัวซ่าเวลาเนี่ยดูตกเลยอ่ะ ဒူးတုံတဲ့အကွက်သူကအဲသူ့ရဲ့ပြောမယ်ဆိုရင် favorite ကဒူးတုံတဲ့အကွက်ဖြစ်လိုက်တယ်အဲဒါပဲညာရေးရဲ့အဲတဲ့ရလေးရတယ်အောင်တော့မတိမ်မရင်းလေးအဲအဲအဲတော့ဆရာကြီးဒီဘရိုကဆရာကြီးဒီဘရိုကသွားရှုပ်လို့မရဘူးအဲတကယ်တကယ်တကယ်ကော ားတွေတော့ချိုးလိုက်သေးတယ်တော်ရမှာတော့တော်ရမှာလုံနေတယ်တော်ရမှာပြင်းပြင်းကဲနေတယ်အဲဟုတ်ပြီအမေဆရာတော်ကโอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲမြင်တွေ့တဲ့အတိုင်းပဲเนาะခကြီးကတော်တော်လေးကိုကျွန်တော်တို့လုံးဝကိုလိုက်မမီတဲ့အခြေအနေတော့ရောက်နေပြီလို့အားလို့တော့ ျွန်တော်မြင်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ level ဒီအသက်အရွယ်တုန်းကဆိုရင်ဒီလိုမျိုးကဖို့ဆိုတာတော်တော်လေးကိုပြောမယ်ဆိုခက်ခဲပါတယ်။ကျွန်တော်ကိုယ့်ရဲ့ငွေစင်ကလေးဘွားတော့ဖြတ်တန်းလာခဲ့ရတဲ့အတွေ့အကြုံကြီးကျွန်တော်ပြောပြတာပါ။ကျွန်တော်တို့အသက်အရွယ်အဲ့ဒီအချိန်တုန်းကဒီလိုမျိုးကနိုင်ဖို့ဒီလိုမျိုးလူတွေအရှိမလုပ်ပြနိုင်မှုဆိုတော့တကယ်ကိုတဲလက်မရှိပါဘူးဥပုံလည်းဝေခံပါတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ခစ်ကလေးတွေကအရန်ကိုတော်ကြတယ်အရန်ကိုလည်းပြောမယ်ဆိုတင်ယူလွယ်တယ်ပေါ့နော်တက်မြောက်လွယ်ပါတယ် ဒါပေမဲ့လည်းတခုရှိတာကဒီပြည်မျိုးမှာကျွန်တော်တို့ကချစ်တဲ့စိတ်နဲ့ကြည့်မယ်ဆိုရင်တော့ဒါလေးတွေတကယ်ကိုချစ်ဖို့ကောင်းတဲ့ပြည်မှုလေးတွေပါကလေးတွေမှာတကယ်ကိုချစ်ဖို့ကောင်းတဲ့ဒါတို့ရဲ့ကကွက်ကဟန်လေးတွေကျွန်တော်တို့ဒါကြည့်ရှုခန်းစားခဲ့ရလည်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အားလုံးအတွက်လည်းတကယ်ကိုဒါအကကြိုက်တဲ့ညီကောင်မောင်တို့မှများရှိရဆိုရင်တော့ဒါတင်ယူစရာလို့ကျွန်တော်နေပြောချင်ပါတယ်နောက်တစ်ချက်ကတော့ဗာလဲဆိုတော့ဒီကိုကျွန်တော်တို့ပညာပေးပြီးတော့ဒီပုံအနေနဲ့ပြန်ကြည့်မယ်ဆိုရင်လည်းဒီကလေးလေးတွေရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်များစုကျွန်တော်ယုံကြည်တာကတော့တို့ TikTok ကနေပေါ့နော်ပြောမယ်ဆိုရင်ဒီလိုမျိုးကကွက်တွေကိုအဲတယောက်ကနေတယောက် ောက်လို့ပြောမယ်ကာတာတွေကိုဗီဒီယိုတွေကြည်နေပဲသင်ယူကြရတယ်လို့ပဲကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဒီညမှာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ကကလေးတွေကိုဖုန်းတွေကိုပေးသုံးတဲ့အခါမှာမိဘတွေအတော်တော်များများပြောမယ်ဆိုရင်လက်ရှိအခြေအနေရအဲအလုပ်တွေကိုစီလုံးနေကြတာဖြစ်တဲ့အတွက်ဒီနားမှာရှိနေတဲ့သားသမီးတွေအငြိမ်နေဖို့ပေါ့နော်ပြောမယ်ဆိုရင်ကလည်းလောက်ရသေးရဖြစ်တဲ့အတွက်သားသားသမီးတွေကိုထိန်းကြောင်းမှုတစ်ခါတည်းရကြအချိန်မပေးနိုင်တာလည်းရှိပါတချို့ပြီးပါတယ်လေအဲ့ခါကျရင်ဖုန်းနဲ့ပဲလွတ်ထားတတ်တယ်ဆိုတော့အဲ့လိုလွတ်ထားတဲ့အခါမှာကောင်းကျိုးလည်းရှိသလိုဆိုးကျိုးတွေလည်းရှိတယ်အဲ့ဒါတော့အားလုံးလည်းသိပါပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ ဒီ social platform ပေါ်မှာအဲကျွန်တော်တို့မြင်နေရတဲ့အရာတွေကကောင်းတာတွေလည်းရှိသို့ဆိုးတာတွေလည်းရှိပါတယ်ဆိုတော့ဆိုးတဲ့နေရာဆိုတဲ့နေရာမှာ main click တွေဆိုရင်လည်းဒီတိုင်းပဲအတူအပြက်တွေနဲ့ကတာတွေကျွန်တော်တို့အဲ line ပေါ်မှာများစွာရှိပါတယ်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာကိုယ့်ရဲ့သားသမီး main click အငယ်လေးတွေမွေးထားတဲ့မိခင်ဖခင်တွေဆိုရင်လည်းအဲဖုန်းတွေကိုပေးသုံးတဲ့အခါမှာအဲ့ဒီအတူအပြက်တွေဝေ့ပြီးတော့ကပြတဲ့အခြေအနေတွေပေါ်မှာ အကလေးတွေကိုမမြင်စေချင်ဘူးဆိုရင်တော့ကျွန်တော်ကြိုတင်ပြီးတော့ကို့သားသမီးကိုပြီးမဲ့ဖုံးပါဒီလိုဥစ္စာတွေမပေါ်လောင်တခါတည်းတန်းပြီးတော့ဘလော့ထားဖို့လိုအပ်တယ်လို့ကျွန်တော်တွေနဲ့အကြံပေးချင်ပါတယ်။အားကြောင့်လဲဆိုရင်ဒီဘက်ခစ်မွေးတဲ့ကလေးတွေကတကယ်ကိုပဲတင်ဆက်မြောက်တွေ့ပြီးတော့မှအရန်ကိုစူဆန်လေးလာခြင်းနဲ့စိတ်တွေသူတို့စိတ်ထဲမှာခေါင်းနဲ့အတွေ့ထဲမှာများတော့ရှိပါတယ်။ဆိုတော့ကျွန်တော်တို့ချိန်လုံးကခစ်ကာလာကကလေးနဲ့လုံးဝကိုပြပြချားနာသွားပါပြီ။ဒါကိုကျွန်တော်တို့လုံးဝလူကြီးတွေအနေနဲ့မမေ့တင်ပါဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကလေးတွေကိုလွှတ်ထားတဲ့အခါမှာသူတို့အနေနဲ့ကောင်းတဲ့ဘက်မှာ အထူးချုံပြီးတော့ကောင်းတဲ့အရာတွေကိုကျွန်တော်တို့သင်ယူနေတယ်ဆိုတော့ကျွန်တော်တို့ပြဿနာမရှိပေမဲ့မကောင်းတဲ့ဘက်ကိုကျွန်တော်တို့ရောက်မှမသိမိဘတွေကသတိလက်လို့ထားလိုက်မယ်ဆိုရင်ကလေးတွေကမကောင်းတဲ့ဘက်မှာလည်းထိတ်ခါမယွေပြောင်းလဲပြီးတော့ရောက်သွားတတ်ပါလေဒါကြောင့်ဘာပဲဖြစ်ဖြစ်အဖုန်းကိုပေးသုံးကြမယ်မိဘတွေအနေနဲ့ပေါ့နော်ကောင်းတဲ့ဘက်မှာကလေးတွေအသုံးပြုနိုင်ဖို့ကျွန်တော်ရှိမှချန်ပီယံခဲ့သလိုပဲဘလူလာအပ်တဲ့အရာတွေကိုပိတ်ထားပြီးတော့မှကိုယ်တွေဘယ်လိုအရာတွေကိုကလေးတွေကိုမြင်စေချင်လဲမြင်စေချင်တဲ့ website တွေမြင်စေချင်တဲ့ activity တွေကိုပဲကျွန်တော် follow လုပ်ပြီးတော့သူတို့ဖော်ပြပေးထားမယ်ဆိုရင် ကျွန်တော်တို့လည်းအလုတ်အကင်မပြတ်ဘဲနဲ့ကလေးတွေလည်းပြောမယ်ဆိုလမ်းကြောင်းမမှားသွားဘဲနဲ့အားလုံးအတွက်အကျိုးရှိမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်လို့ပြောကြရင်လည်းဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပါများမှတ်ချက်ပေးခြင်းနဲ့မှတ်ချက်ပေးခြင်းနဲ့ရှိခိုးမှာရေးသားကြပါကျွန်တော်နေ့စဉ်နဲ့မျက်ကြည့်ရှုအားပေးနေကြတဲ့ viewer တူတယောက်ချင်းစီအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါဗျ See you next video